ဇလန်ရဲစမှာတော့လူသားရေးကိုမော်ဒီနီရဲ့အာသာဆွဲကောင်လေးကသူ့ရဲ့အိမ်ပေါ်တောင်သူတို့မိသားစုပိုင်ကုမ္ပဏီကနေထုတ်တဲ့လူအစားတို့ဆက်ရုံမလေးကိုအသုံးပြုခဲ့ပါတယ်။လူနဲ့ချွတ်ချွတ်တူတဲ့ဆက်ရုံမလေးကိုကြည့်ရင်တိုးတက်နေတဲ့ဂျပန်နိုင်ငံကြီးမှနမတ်တရထားတဲ့သူ့အမွေဆက်ခံရမယ့် ZDEC Corporation လုပ်ငန်းကြီးကမထုတ်လုပ်နိုင်တာဘာတစ်ခုမှမရှိဘူးဆိုပြီးအားရကျင်နေဖြစ်နေပါတယ်။ဒါပေမဲ့အိမ်ပေါ်မလေးကိုဆက်ရုံဆိုတာမယုံသေးရမလို့တေချာစစ်စစ်လို့လုပ်နေတဲ့အချိန်ဇပွဲတင်နာကြီးကနေဘုံထားပေါက်လာအောင်အခန်းတစ်ခုလုံးမိခိုးရင်နဲ့ပြေးသွားခဲ့ပါတယ်။ အိမ်မော်မာလေးကဒီလိုအခြေအနေမှာတော့မျက်တောင်တစ်ချက်မခတ်တာကြောင့်အသာလဲဆဲရုပ်ဆိုတာလက်ခံလိုက်ရပါတယ်။အဲ့ဒီအချိန်တန်ရှင်ရေးလုံးမဲ့အိမ်မော်တယောက်ရောက်လာတာကြောင့်ခုနကဘုံပေါက်တဲ့နာအီကိုထားသွားရဲ့အိမ်မော်ပဲဆိုပြီးချက်ချင်းဆွဲခေါ်တော့ခိုင်းလိုက်ပါတယ်။အဲ့ဒါအပြင်သူ့ကိုမျက်နှာချင်းဆိုင်ရဲ့အမိုးဘွားကနေစောင့်ကြည့်နေတဲ့လူကိုပါရှင်းခိုင်းလိုက်ပြီးစပွဲအောင်မှခိုးကတ်ထားတဲ့အတန်ဖက်ဆက်ကိုလည်းဖြုတ်ခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့အာသားရဲ့လူသားတွေကိုမုန်းတဲ့စိတ်ကတစားတစားများလာတဲ့အပြင်လောက်ကျက်မှုတွေကလည်းဒီလောက်နဲ့ရမသွားပဲသူ့နာမည်နဲ့ပေးရလက်ဆောင်တွေမှာပါပါနေရကြအောင်ခန်းစားချက်မရှိရတဲ့ຢာတွေအပေါ်သာယုံကြည်ထားတဲ့အာသားရဲ့စိတ်တွေကလည်းပို့ပြီးတော့အတန်းလာခဲ့ပါတယ်။အာသားနာမည်ကျော် ZS စီးပွားရေးလုပ်ငန်းရဲ့အမွေဆက်ခံသူဖြစ်ပါတယ်။ဒါပေမဲ့အာသားတထေးဇက်တဲ့ရဲ့တရားဝင်ဇနီးရနဲ့ရားရဲသူမဟုတ်ပဲတရားမဝင်ဇနီးရနဲ့ရားရဲသူဖြစ်တာကြောင့်မကျေနပ်ကြတဲ့တမျိုးလုံးတစ်ဆွေလုံးကသူ့ကိုနှီးပေါင်းစုံနဲ့လိုက်တက်နေကြပါတယ်။ အဲ့ဒါကြောင့်အာသာလူသားတွေကိုမုန်းတဲ့အပြင်သူ့ကိုလိန်တဲ့သူတွေကိုလည်းမိုးဆုံမြေဆုံတွေလိုက်ချပြီးတတ်မဲ့လို့တောင်ကြုံရခဲ့ပါတယ်။တကယ်တော့ဆရုပ်အိမ်ပေါ်မှာလေးရတကယ်ဆရုပ်မဟုတ်ပဲကိုကယ်မင်းညာမှာတစ်ဖက်ကန်းကန်းတော်တဲ့ချန်ပီယံမာရီပဲဖြစ်ပါတယ်။မာရီကမိသားစုမတင်နေရဲ့အတွေ့အကြုံဆက်ဖို့အတွင်းရင်းမှုကနေတစဉ်ဒီလောက်ကိုလက်ခံခဲ့ရဖြစ်ပါတယ်။မာရီလည်းအာသာရဲ့အပြင်းပန်းပုံစံကိုကြည့်ပြီးကြောက်နေခဲ့ပေမဲ့အာသာနဲ့နှစ်ယောက်တည်းရှိချိန်မှာတော့ခုနကလိုမဟုတ်ပဲပျော်ပြောင်းသွားတာကြောင့်ခုနကအာသာရဲ့ဟောရည်လားလို့တော့တွေးယူနေရပါတယ်။ အဲ့ဒီနောက်မာရီယာဆက်ရုပ်ဖြစ်ပေမဲ့အာသာနဲ့အတူကျောင်းတက်ခွင့်မှာရထားသေးရကြောင်းအာသာသွားရဲ့ကြောင်းကိုလိုက်လာခဲ့ပါတယ်။ကျောင်းထဲမှာအာသာရထားရဲ့ဆုတသိတ်တွေကိုငေးကြည့်နေတဲ့အချိန်ကျောင်းသားနှစ်ယောက်ကရန်စလာပါတယ်။မာရီယာပြဿနာမတက်ချင်လို့တောင်းပန်ပေမဲ့အသက်မပါတဲ့သူ့မျက်နှာကြောင့်ကျောင်းသားတွေကတောင်းပန်တာဆက်ရုပ်တိုင်းပဲဆိုပြီးပြဿနာထက်ရှားကြပါတယ်။မာရီယာတော့ဒီစကားလေးကိုမိခင်ဖြစ်သူစီရနေငယ်ငယ်လေးကလေးကကြားနေကြရတာကြောင့်ဘာမှမခံစားရတော့ပါဘူး။ခဏနေတော့အာသာရောက်လာအကြောင်းကျောင်းသားကြီးလည်းလမ်းပြီးထွက်ပြေးသွားကြပါတယ်။ အဲ့နောက်အသားသူ့အတွက်တော့ခုလိုခန်းစားချက်မရှိတဲ့မျက်နှာမျိုးကပိုချစ်ဆရာကောင်းတယ်လို့ပြောလိုက်တာကြောင့်မာရီလည်းသူ့ဘဝမှာပထမဆုံးအကြိမ်ကြားပူးတဲ့စကားဖြစ်တာကြောင့်ဟက်တီသွားပါတယ်။အသားတန်းပြီးသွားတော့လက်ဖက်ရည်တောက်တဲ့အခန်းထဲမှာအကိုဝမ်းဝဲမင်းနဲ့နဲ့ဆုံပြီးတယောက်နဲ့တယောက်ပြုံးပြုံးရင်ရင်နဲ့စကားကြီးပြောနေကြပါတယ်။ဒါပေမဲ့သူတို့ပြောတဲ့စကားကြီးနဲ့သူတို့မျက်နှာအပြုံးတွေကသူတို့ရင်ထဲကနေပြောချင်းနေတဲ့စကားကြီးနဲ့ဆက်ညစ်မဲ့တွေဖြစ်နေပါတယ်။မာရီကိုရန်လည်းအသားရဲ့ကိုဝမ်ဝဲဆိုကြတဲ့အသားကိုတတ်ဖို့ကြိုးစားနေတဲ့လူတွေရဲ့တယောက်ဆိုတာကိုချက်ချင်းသဘောပေါက်သွားခဲ့ပါရဲ့ ခဏနေတော့စကားပြောရင်ပြုံးရတာညောင်းလာရဲ့မင်းနဲ့ကအင်နာတော်ကိုထထွက်လာရင်အသားရဲ့မကောင်းကြောင်းတွေပြောနေတဲ့အချိန်မာရီယာနောက်ကလိုက်သွားပြီးအင်နာရှိရဲ့နေရာကိုညွှန်ပေးလိုက်ပါတယ်။မင်းနဲ့ကတော့မာရီရဲ့အသက်မပါတဲ့မျက်နှာကြီးကိုမြင်လိုက်ရပြီးလမ်းဖြတ်နေပါတယ်။မာရီလည်းတောင်းပန်လိုက်ပြီးမဲ့သူမျက်နှာကမမထန်ထန်ပဲဖြစ်နေရကြောင်းမင်းနဲ့လည်းဒီထက်မှအောင်မတောင်းပန်တတ်ဘူးလားဆိုပြီးရွေးလိုက်ပါရဲ့။မာရီကရေစည်းချင်းရေပေးလို့ရရဲ့ဆိုပြီးသူ့ရဲ့မျက်နှာကိုပြုံးမိလိုက်တာကြောင့်မင်းနဲ့လည်းပိုလို့တောင်းလိုက်ပြီးထွက်ပြေးသွားပါရဲ့။ အဲ့ဒီနောက်မှာတော့ကလေးဘဝကလေးကတရားမဝင်သားဖြစ်တာကြောင့်အမြဲတမ်းအနှိမ့်ကန်အနိုင်ကျင့်ခံခဲ့ရတဲ့အသာသူ့ကိုယ်သူတန်မာအောင်လေ့ကျင့်ယူပြီးအနားမှာဘသူမှမရှိတဲ့နေတဲ့အောင်တင်ကြားခဲ့ရတဲ့အကြောင်းလေးကိုမာရီကိုရင်ဖွင့်နေခဲ့ပါတယ်။ဒါရီကိုကြားတဲ့မာရီကအသာအတွက်သူ့အပဲအမြဲတမ်းတကယ်ချင်းဖြစ်ပေးပါမယ်လို့အပင်းရင်နဲ့ဆဲယုံမာလေးနဲ့အသာတို့ရဲ့ဆက်ဆံရေးကပိုပြီးရင်းနှီးလာခဲ့ကြပါတယ်။ဒီလိုနဲ့ညနေဘက်မှာတော့အသာဟော်ပြောဝဲတစ်ခုရှိရတဲ့အပြင်ကိုသွားရမှာဖြစ်ပါတယ်။ ကားဆောင်နေတဲ့အချိန်လာကျိုးရကပုံမှန်နဲ့စောနေရကြအောင်တွင်းရင်မှုကတင်ကားမကင်းဖြစ်နေပေမဲ့အသားကတော့တက်လိုက်သွားပါတယ်ခနာကြမှာတော့အမှန်တကယ်လာကျိုးရမဲ့ကားရောက်လာအောင်တွင်းရင်မှုနဲ့မာရီကိုရဲစီပုံဆက်ဖို့ပြောပေမဲ့ဘေးမှမရှိတော့ပဲအသားကိုခေါ်သွားရဲ့ကားနောက်ကနေအပြေးလိုက်သွားခဲ့ပါတယ်အသားကတော့ကားပေါ်မှာ3မိနစ်ခဲ့ပြီးမင်းနဲ့ကတော့အသားသားမရှိခဲ့ရင်ဇက်တက်မီတာစုရဲ့စက္ကန့်သူကသူဖြစ်လာမှကြောင့်အသားကိုတတ်ဖို့အတွက်ဂရောင်းစီကိုခေါ်သွားနေတဲ့အချိန်အနောက်ကမိလိုက်လာရင်မာရီကကားပေါ်ကိုခုန်တက်လာပါတယ် မင်းနဲ့ကတော့မနေ့ကသူ့ကိုစော်ကားခဲ့တဲ့မာရီကိုမကျင်းတဲ့နေရာကြောင့်ကားပေါ်ကနေလွန်သွားအောင်လှောက်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့မာရီတယောက်အနောက်မှကျန်ခဲ့ပြီးအသားကတော့မင်းနဲ့တို့ဖန်ခေါ်လာတဲ့ဂူတောင်လေးကိုရောက်လာခဲ့ပါတယ်။မင်းနဲ့ကသူ့ပိုက်နဲ့ဆိုတဲ့အတိုင်းအသားကိုမသိခင်နောက်ဆုံးအနေနဲ့ဗာပြောချင်းလဲဆိုပြီးမင်းနေခဲ့ပါတယ်။အဲ့ဒါအပြင်အာသားရဲ့ဆက်ယုံမကိုလည်းအပိုင်ပိုင်ဖျက်ပြစ်မယ်လို့ပြောလိုက်တာကြောင့်ဆက်ယုံတိဓာကြီးဆိုတဲ့အာသားလည်းအဲ့ဒီလိုလုံးရင်သူ့လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးဆိုပြီးချင်းချောက်လိုက်ပါတယ်။ မင်းနဲ့ကလည်းတမလွန်ကနေတရေဘွားနဲ့ပြန်လာတတ်မှလားလို့ပြောနေတဲ့အချိန်အာသာမင်းနဲ့သူ့ကိုစားပြီးဖန်ခေါ်လာတဲ့အချိန်ကနေအခုအချိန်အထိရိုက်ထားတဲ့ဗီဒီယိုဖိုင်ကိုပြလိုက်ပါတယ်။အဲဒါကြောင့်မင်းနဲ့လည်း live mode တင်ခံရမှကြောက်တာကြောင့်ဒီကိစ္စကငါနဲ့မဆိုင်ဘူးဆိုပြီးထွက်ပြေးသွားပါတယ်။ဂျန်နီခဲ့တဲ့သပယ်နီယောက်ကအာသာကိုတပ်ဖို့လုပ်နေရကြောင်းအာသာလည်းမာရီနဲ့တွေ့ခွင့်ရတဲ့အချိန်ကတိုးပေမဲ့တကယ်ပြောခဲ့ရပါတယ်လို့စိတ်ထိကနေနှုတ်ဆက်နေခဲ့ပါတယ်။အဲဒီအချိန်မာရီရောက်လာပြီးလူစုံနှစ်ယောက်လုံးပြင်ပြလိုက်ပါတယ်။ဒီလိုနဲ့အပြင်ကိုထွက်တော့မဲ့အချိန်ကျမ်းမြင့်မှာကြာနေတဲ့ဒက်စီနီယာနဲ့တစင်မီးလောင်ပြီးအထဲမှာပြိမိသွားကြပါတယ် မာရီလည်းထွက်ပေါက်ကိုရအောင်ရှာပြီးအသားကိုထွက်သွားခိုင်းမိမဲ့သူမပိုင်းမသွားလို့လုပ်နေတဲ့အသားကို "तू ကဆက်ရုံမလို့သတိမသွားခြင်းတောင်ရက်ဆက်ပြန်ချပြီးအိမ်ပေါ်အဖြစ်ထပ်နေနိုင်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။မာရီကတော့နောက်ဆုံးအနေနဲ့ "तू ကလူဆိုတာကိုပြောပြခြင်းနေပေမဲ့သူ့စိတ်ကိုမနှဲထိန်ချုပ်ပြီးပြောခဲ့ရတယ်လို့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့အသားလွတ်သွားခဲ့ပေမဲ့မာရီကတော့မိခိုးရေးကြမှာ "तू နောက်တစ်ချိန်အလုပ်ပြန်ဝင်နိုင်တော့မှာမဟုတ်တာကြောင့်တောင်းပန်ပါရဲ့ဆိုပြီးပြောရင်သတိမသွားခဲ့ပါတယ်။ဒါပေမဲ့သတိပြန်ရလာတဲ့အချိန်မှာတော့ "तू မသေးသေးဘူးပဲ"ဆိုကဝမ်းသာနေခဲ့ပါတယ်။ အာသာတယောက်ကလည်းဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကြမှာမာရီကိုဆေးရုံတယောက်အထင်နဲ့တန်ရုံးစင်တွေ့ပြီးချစ်မိသွားခဲ့ရင်တပိုင်းပြီးသွားခဲ့ပါရဲ့